ားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့နားမကြားတဲ့ဖားဆိုတဲ့ပုံမြင်တဲ့တပုတ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပိုးရှိရှိတုန်းကဖားရနေတဲ့အတိုင်းပြည်တစ်ခုမှာပြိုင်ပွဲလေးတစ်ခုကိုကျင်းပကြတဲ့အဲ့ဒီပြိုင်ပွဲကိုအနေနဲ့ရက်ရက်ကဖားမျိုးနွယ်စုတွေအများပြန်ဝင်ရောက်ရှင်ပြန်ကြတဲ့ပြိုင်ပွဲကရိုးရိုးပြိုင်ပွဲလေးတစ်ခုပါပဲတောင်ကုန်းလေးတစ်ကုန်းရှိတယ်အဲ့ဒီတောင်ကုန်းထိပ်ဆုံးမော်ကိုတက်နိုင်တဲ့ဖားဟာနောက်ဆုံးအနိုင်ရရှိသူလို့သတ်မှတ်ခြင်းခံရမှာဖြစ်ပါတယ် သူရဲကောင်းဖားတကောင်အဖြစ်ဂုံပြူချင်းခံရမှာပါပဲတခုရှိတာကအဲ့ဒီတောင်ကုန်းကိုတက်မဲ့လမ်းဟာအရန်ချောတာမို့အောက်ကိုပြုတ်ကြပြီးရှုံးရင်ရှုံးသွားနိုင်ပါတယ်လမ်းကြောင်းကလည်းအောက်ကိုပြုတ်ကြဖို့အလားအလာပုံများနေတာကြောင့်တော်ရုံအနိုင်ရဖို့ဆိုရင်မနေစိုးစားယူရမှာပဲဖြစ်ပါတယ်အဲ့ဒီအခါပြိုင်ပွဲဝင်ဖားတွေကစင်ကြေးပေးကြတဲ့ ဒီနေရာကိုဘလို့လုပ်ပြီးတက်လို့ရမှာလဲအဲ့ဒီလောက်ခက်ခဲနေရင်မပြိုင်မှုกว่าပြိုင်ပွဲကနေလုံးဝနှုတ်ထွက်တယ်กว่าဆိုပြီးပြိုင်ပွဲဝင်တဲ့ဖားချို့ပြိုင်ပွဲကနေနှုတ်ထွက်သွားကြတယ်ဒါပေမဲ့တကောင်တဲသောဖားကသာအဲ့ဒီတောင်ကုန်းဘော်ကိုတရွေ့ရွေ့ကလေးတက်ပြီးတော့တောင်ထိပ်ဘော်ကိုတက်ပြနိုင်ခဲ့တယ်ဒါကိုပဲပြိုင်ပွဲပုံစံကိုသဘောမချလို့စောစောတုန်းကနှုတ်ထွက်သွားကြတဲ့ဖားတွေဟာတောင်မတက်ပြသွားတဲ့ဖားကိုကြည့်ရင်တအံတအောဖြစ်နေကြတယ် သူကဘာကောင်းမှုလို့လဲဘလို့မော့အစွန်းတွေတက်ထားလို့လဲစသဖြင့်ဖားချင်းချင်းကမှဝေဖန်တန်တွေစဉံတန်တွေပွက်လောရိုက်ပြီးပြောစရာစကားဖြစ်လာတော့တာပေါ့အဲ့ဒီအခါတောင်ကုန်းမော့ရောက်သွားတဲ့ဖားရဲ့အကြောင်းကိုသိတဲ့ဖားတကောင်ကဝေဖန်နေကြတဲ့ဖားတွေကိုအခုလိုပဲပြောပြတဲ့ကိုကောင်တို့ရေအဲ့ဒီဖားဟာမွေးရပါနားပင်းနေတာခုနတုန်းကငါတို့နှုတ်ထွက်တာကိုဘာဖြစ်လို့နှုတ်ထွက်မှန်းသူမသိလို့အခုလိုအနိုင်ရသွားတာ တကယ်လို့သူသာနားကြားခဲ့မယ်ဆိုရင် အခုလိုတက်နိုင်မယ်မထင်ဘူးပြလို့ပြောတဲ့ဒီပုံမြင်တဲ့ကနားမကြားရတဲ့ဖားတကောင်လိုပါပဲတခါတလေဘဝမှာအပြတ်သဘောဆောင်တဲ့ဝိပတ်မှုပေါင်းစုံကြုံတွေ့နိုင်ပါတယ်နောက်ပြီးလူတွေကသူတို့မလုံနိုင်မှုထင်တဲ့အရာမှန်သမျှကိုတခြားလူကမလုံနိုင်အောင်ဆွဲခြားတတ်တဲ့အကျင့်လဲရှိနေတတ်ပြန်ပါတယ် ဒါကြောင့်ဘဝတစ်ခုကိုထီထီမားမားရှင်သန်ရက်တည်တဲ့အခါနားမကြတဲ့ဖားတကောင်လိုကျင့်သုံးပြီးမလိုအပ်တဲ့ဝေဖန်ပြောဆိုသံတွေကိုမကြချင်အောင်ဆောင်ထားဖို့လည်းလိုပါတယ်။တိမဝမှာအေးမပါတာတွေကို အရာပေးမိရင်ဘယ်တော့မှအောင်မြင်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ဘသူပါပြောပြောဘာလုံးလုံးမလုံးလုံးကိုလုံးစရာရှိတာကိုဖြောင်းဖြောင်းတန်းတန်းရဲရဲဝံ့ဝံ့လုပ်ဖို့အင်မတန်မှအရေးကြီးပါတယ်။ကြည့်ရှုနာဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ ယခုကဲ့သို့သောပညာပေးဝဒုဒ္ဒဘုံမီများကိုအမြဲတင်ဆက်ပေးကြမှာမို့ကျွန်မရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။